င်္ဂလာပါရှင်။ရှယ်ကောင်ကနေတင်ဆက်ပေးမယ့်သတင်းကြမှာကတော့ယာယီသမ္မတဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးအထူးကိုယ်စားလှယ်တို့တွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။ယာယီသမ္မတဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးအထူးကိုယ်စားလှယ်တို့တွေ့ဆုံခဲ့ပြီးရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်အပေါ်တရုတ်နိုင်ငံအနေဖြင့်အားပေးထောက်ခံလျက်ရှိမှုအခြေအနေများအားဆွေးနွေးကြောင်းသိရပါတယ်။ အော်တိုဝါ14ရံမိုးလွယ်ပိုင်းကနေပြည်တော်ရှိတက်မတော် AK ဟာမှာယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်သာအရေးကော်မရှင်ဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်းနှင့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးအထူးကုသလေ His Excellency Mr. ဒန်ရှိချန်ဦးဆောင်တဲ့ကုသလေဖွဲ့သူတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းသိရပါဗျာ။အဲ့ဒီလိုတွေ့ဆုံရတွင်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆေးရည်သဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်သွားမယ့်အခြေအနေများ NCA လက်မှတ်ရေးချုပ်ရာတွင် တရုတ်နိုင်ငံပါဝင်နိုင်ငံတကာမှအသည့်တည်များပါဝင်ခဲ့မှုအခြေအနေများတရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားကူညီဆောင်ရွက်ပေးလျက်ရှိမှုနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုပေါ်အလေးထားလျက်ရှိမှုအခြေအနေများမြန်မာတရုတ်နိုင်ငံသည်အိန္ဒိယချင်းကောင်းနိုင်ငံများဖြစ်သည့်နည်းအညီနိုင်ငံခြားချစ်ကြည်ရင်းနှီးစွာဖြင့် A2 ပူးများမဟာပြူဟာများဆက်ဆံရေးရှိတဲ့အခြေအနေများ မြန်မာနိုင်ငံတွင်ဒီဇင်ဘာလအတွင်းလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်အပေါ်တရုတ်နိုင်ငံအနေဖြင့်အားပေးထောက်ခံလျက်ရှိမှုအခြေအနေများအားဆွေးနွေးကြကြောင်းသိရပါသည်။တွေ့ဆုံပွဲပြီးတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌကတရုတ်နိုင်ငံသားဤဝင်ကြီးဌာနအာရှရေးရအထူးကုစလေအားရွှေကောက်ဝဲကျင်းပါစဉ်အသုံးပြုမဲ့မြန်မာအီလက်ထရောနစ်မေဘီဆက် MVN ဆက်များအားပြသရာရွှေကောက်ဝဲကော်မရှင်မှတာဝန်ရှိသူများကမေဘီဆက်ရဲ့လုပ်ငန်းလုဆောင်မှုအဆင့်ဆင့်အားရှင်းလင်းပြသခဲ့ပြီးတရုတ်နိုင်ငံသားဤဝင်ကြီးဌာနအာရှရေးရအထူးကုစလေရဲ့တည်ရှိလိုတဲ့မိမျက်မှုများကိုပြန်လည်ဖြေကြားကြောင်းသိရပါရရှင်